ားရဲ့ယောက်ျားကတဲ့63နှစ်အရွယ်ပါတဲ့ကျမမှာကလေးနှစ်ယောက်ရှိပါရဲ့တဲ့72နှစ်အရွယ်ဒါလီနဲ့9နှစ်အရွယ်တမီးလေးပါတဲ့ကျမကတအိမ်ထုတ်ထားရတာဖြစ်ပါလေတဲ့ယောက်ျားကတဲ့28နှစ်အရွယ်လင်9ယောက်ကလေး3ယောက်ရှိတဲ့ပလောင်မနဲ့ဖောက်ပြန်ပြီးတော့ထွက်ပြေးသွားပါရဲ့တဲ့ပြီးတော့အဲ့ဒီအမျိုးသမီးကရှိတာအကုန်ယူပြီးထွက်ပြေးသွားတယ်ဆိုပြီးတော့သူ့ရဲ့ယောက်ျားကအိမ်ပြန်လာပါတယ်တဲ့25ရက်လောက်နေတော့သူ့ရဲ့ဇာတိမိထီလာကိုခဏပြန်မယ်ဆိုပြီးတော့ကျမရဲ့လက်စွပ်လေး အပေါင်ယူသွားတာတဲ့အဆက်တွယ်မရတော့ပါဘူးတဲ့ဖုံးလဲနှစ်ယောက်စလုံးစက်ပိတ်ထားပါလေတဲ့ခလေးနှစ်ယောက်ရဲ့မျက်နှာကိုမထောက်လာပြီးတော့လေရက်လို့လူများသိအောင်တင်ပေးပါဆိုပြီးတော့လာပြောထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ comment ရေးထားပေးတဲ့အရာကိုကျွန်တော်ဖတ်လိုက်တဲ့အခါမှာရင်ထဲမှာလုံးဝကိုချင်းစာမိပါတယ်ဒို့တော်များလည်းဒီ video file မှာကြီးရှုနေတဲ့သူတွေအမျိုးသားလည်းရှိနိုင်တယ်အမျိုးသမီးလည်းရှိနိုင်တယ်ပေါ့နော်ဒီနေရာကတော့တကယ်တော့မလုံတင့်ဘူးလို့ကျွန်တော်တော့မြင်နေဒို့တော်များလည်းလူတွေကဒီကျွန်တော်တို့အသိပညာအတွေးခေါ်ပိုင်းဆိုင်ရာ ဒီကျွန်တော်စာပေဘူးဟုထုတပိုင်းဆိုင်ရာဘာသာရေးပိုင်းဆိုင်ရာနဲ့ကြည့်မယ်ဆိုရင်တော့တော်တော်များများအားနည်းလို့ဒီလိုမျိုးဖြစ်တယ်လို့လည်းကျွန်တော်ကတော့မြင်တယ်ပြီးတော့ကျွန်တော်ဒီဘဝမှာလူဘဝဆိုတာကဒီဘဝပြီးရင်ပြီးသွားတာပဲဆိုတဲ့အတွေ့မျိုးလူတော်တော်များများကတွေးတတ်ပါတယ်တကယ်တော့ဘဝဆိုတာကကျွန်တော်တို့ကျင်လည်နေတာဖြစ်တဲ့အတွက်ကြောင့်အရန်ကိုမှကြောက်စရာအရန်ကောင်းပါတယ်အတို့တော်များလည်းဒီလိုမျိုးဖြစ်လာတဲ့အခါမှာဒါမိန်းကလေးတွေဘက်ကအများကြီးနင့်နာစီတာကိုတွေ့ရပါတယ်တို့တော်များလည်းကျွန်တော်တို့မိန်းကလေးတွေလည်းကောင်းတဲ့သူရှိတယ်ယောက်ျားလေးလည်းကောင်းတဲ့သူရှိတယ်တို့တော်များလည်း ဖောက်ပြန်တဲ့သူကအမျိုးသားတွေလည်းဖောက်ပြန်တယ်လို့အမျိုးသမီးလည်းဖောက်ပြန်တဲ့သူတွေရှိပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အခုလိုမျိုးတွေဒီလိုမျိုးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ဒီလိုမျိုးအချစ်ရေးနဲ့ပတ်သက်တဲ့ဖောက်ပြန်တဲ့အကြောင်းအရာတွေကိုဘာကြောင့်အခုလိုမျိုးဖော်ထုတ်ပြီးတော့သင်ပေးတလဲဆိုရင်တော့နောက်ထပ်နောက်ထပ်ကျွန်တော်တို့ရဲ့အနာဂတ်မှာမွေးဖွားလာမယ့်လူငယ်တွေလူသစ်တွေအတွက်အဓိကကျွန်တော်ကအကြီးစားဒိတာကောင်းပြီးတော့ အာတူတယောက်ပေါ်မှာတကယ်ကိုအာတစ္ဆာရှိရှိနဲ့ချစ်တဲ့အချစ်မျိုးတွေကိုကျွန်တော်ကတကယ်ရရှိစေချင်ပါတယ်။ဘာကြောင့်မို့အခုလိုမျိုးပြောရတယ်လဲဆိုတော့အာဒီလိုမျိုးအာတယောက်နဲ့တယောက်နဲ့တစ္ဆာရှိတဲ့အချစ်ရည်တွေဒါတကယ်လို့လောကကြီးထဲမှာပေါက်ဖွာလာမယ်ဆိုရင်ကဘာကြီးဟာအယံကူမှာလှပလာလိမ့်မယ်။အဲကျွန်တော်တို့လှပလာတဲ့အခါမှာနောက်ထပ်နောက်ထပ်မွေးဖွားလာမယ်သူဒီအားလုံးလည်းလက်စိတ်ကမ်းပေးစေချင်တဲ့စိတ်နဲ့ဖြစ်ပါလေခင်ဗျာ။အဲ့တော့လူငယ်တွေနေနေကကျွန်တော်တို့အတူယူတဲ့နေရာမှာအတူတင်အတတ်မြင်ဆိုတဲ့နေရာမှာသင်ခန်းစာယူပါအခုလိုမျိုးတွေဒါ ဒီလိုမျိုးလေးတွေတွေ့ရတဲ့အခါမှာကျွန်တော်တို့အားလုံးကကိုယ့်ကိုယ်ကိုမဖြစ်အောင်ကျွန်တော်တို့ဟာဒီနေ့အတိတရားပေါ့နော် ဖြစ်ချင်တာထက်ဖြစ်တဲ့တာကိုဦးစားပေးတဲ့တကယ်အကြီးစားရတာကောင်းတဲ့လူငယ်တွေဖြစ်စေချင်တဲ့စိတ်နဲ့လာပြီးပြပြပေးတာဖြစ်ပါတယ်အဲ့တော့အခုလဲရှိမှာတကယ်၍ကိုကမှားနေတဲ့သူတွေဖြစ်တယ်ဆိုတော့မှကျွန်တော်ဒီ DBO file ထဲမှာတဦးတယောက်ဘုသူ့ကိုမှထိခိုက်ခြင်းလာပြီးပြပြခြင်းမဟုတ်ဘူးတကယ်လို့မှားခဲ့မှားနေတဲ့သူဖြစ်နေတယ်ဆိုတော့မှအချိန်မီကျွန်တော်တို့ဟာပြုပြင်ပြောင်းလဲပြီးတော့ကျွန်တော်လူကောင်းဘက်တယောက်တို့ကျွန်တော်ဟာပြောင်းလဲလို့ရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ ကျွန်တော်လူငယ်များစုနေရောလူကြီးလူငယ်လူလက်အားလုံးအားလုံးနေနဲ့ဘဝမှာကျွန်တော်ဟာကိုယ်ဒီအခြေစာရိတာ ကောင်းပြီးတော့မှတကယ်ကိုလူများကစံပြအားထားတဲ့သူတယောက်ဖြစ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီဒီလိုမျိုးအိမ်တော်ကြီးဆိုတဲ့အရာကိုကျွန်တော်တို့တည်တည်ချာချာခိုင်မာအောင် တေးသေးချာချာသူနေလူအများကစံပြထားရတဲ့အိမ်တော်တစ်ခုကိုတည်ထောင်နိုင်တဲ့သူတွေဖြစ်ကြပါစေအထူးအပြည့်လူငယ်အများစုပေါ့အိမ်တော်ပြုတော့မယ်ဆိုရင်ကိုယ့်ရဲ့အိမ်တော်ကိုစံပြအိမ်တော်ရေးတစ်ခုဖြစ်အောင်လူများကလေးစားလူများကတကယ်ကိုမှလက်ညှိုးထိုးပြရတကယ်ဒီစုံတွဲဒီအိမ်တော်ရေးဒီတကယ်ကိုမှစံပြထားရတဲ့လူငယ်တွေဖြစ်အောင်စူးစမ်းဖို့အတွက်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုဒီ comment ထဲကအမအတွက်လည်းတကယ်စိတ်မကောင်းဖြစ်ရပါတယ်အားလုံးလည်းဒီလိုမျိုးဖောက်ပြန်ခြင်းကင်းတဲ့ချစ်ချင်းတွေနဲ့ဆုံတွေ့ကြပါစေခင်ဗျာ